draw chelsea နောက်တန်းအမြဲလူကြီးပေးပါတယ်အမားတွေလုပ်တတ်ပါတယ် နော်တန်ဖော်ရက်စ်နဲ့ပွဲမှာလည်းဗဟိုခံစစ်ကအမားတွေလုပ်ခဲ့ပါဗျ။ဒီနောက်တန်းကိုပြင်ဆင်မလားဇံမျိုးရိုးဝဲကနေမလားဆိုတာကတော့နီးပြားနဲ့အသင်းရဲ့တာဝန်ရှိသူတွေဆုံးဖြတ်ရမှာပါ။ Chelsea ဒီနောက်တန်းနဲ့ကတော့လာမယ့်ပွဲစဉ်တွေမှာခက်ခဲပါလိမ့်မယ်။ခက်ခဲတဲ့ပွဲစဉ်တွေကိုရောက်လေနောက်တန်းအလွဲချက်တွေများလေဖြစ်လာမှာပါ။နော်တန်ဖော်ရက်စ်နဲ့ပွဲကိုပြန်ကြည့်ရရင်တော့ခန်းစစ်ပန်းအလွဲကျန်တာအဆင်ပြေခဲ့ပါဗျ။လိုအပ်နေတဲ့အနိုင်အောင်လေ draw ရရှိခဲ့ပါဗျ။ပြိုင်ပွဲအသင်းက5-3-2ကစားကွက်နဲ့ပွဲထွက်လာခဲ့တာပါ။တိုက်စစ်ကတော့ပထမပိုင်းမိနစ်20ကျော်အထိပြိုင်ပွဲရဲ့ကစားကွက်ကိုထိုးပွားဖို့ခက်ခဲနေအောင်မြင်ရမှာပဲဖြစ်ပါတယ်။ဒီပွဲမှာတီးရမှာတကူက ဆိုမာရက်စ်ကမပါဝင်ခဲ့ပါဘူးအနီကက်နဲ့တပွဲပယ်ပြစ်ဒဏ်ထိနေခဲ့ရပါအစားတို့နီးပြဝက်ဖရက်ဒိုကလဘရိုကင်တွေခဲ့ရပဲဖြစ်ပါတယ်ပထမပိုင်းကိုကြည့်ရင်တော့ဘောလုံးပိုင်ဆိုင်မှုတွေကမတိမ်မငြိမ်ပါပဲပထမပိုင်းမှာရရှိခဲ့တဲ့အခွင့်အရေးတွေကိုအန်ဒရိတ်ဆန်ဒိုးစ်ကပျော်ပျော်ကြီးဖြုံးပစ်ခဲ့အောင်လဲနှစ်ကြိမ်ထပ်မနေမြင်တွေ့ခဲ့ရပါတယ်ပထမပိုင်းတစ်ပိုင်းလုံးကိုခြုံငုံကြည့်ရရင်တော့တိုက်စစ်စင်မှုလမ်းစာသိမ်းမတွေ့ခဲ့ပါဘူးနောက်တန်းကလည်းအနေငယ်လိုအပ်ချက်ရှိနေခဲ့ရပါပွဲကြည့်စဉ်ကအန်ဒိုမာရက်စ်ကလည်းဒီခြေစွမ်းကိုအားရမယ်မထင်ပါဘူးဒုတိယပိုင်းလူစားလဲမှုအပေါ်မှာတော့အားရမှုရှိခဲ့ပါတယ်အာရှန်ပေါင်ရဲ့ပထမဆုံးဂိုးကလာပါခဲ့ပါတယ် နက်တိုရဲ့ပေးပို့မှုကလည်းတော်တော်လေးသိသက်ခဲ့အောင်မြင်တွေ့ခဲ့ရပါတယ်။ဒီပွဲမှာနက်တိုကတကယ် man of the match ပါပဲ။ဂိုးဖန်နေပြီးသိမ့်မကြောက် free kick ကနေဂိုးပါသွင်းပေးခဲ့တာပါ။ မကီယူအနေနဲ့တော့ပိုပြီးကြိုးစားဖို့လိုမှာပါ။နာထိုနဲ့အက်ဖရဘွန်လူစားလဲခဲ့တဲ့အချိန်ကလည်းတကယ်ကိုချိန်သားကြိုက်ခဲ့ပါတယ်။ဒီဘက်မှာတူတူချာချာပဲနှုတ်ဆော်ရဖြူလေးတစ်ယောက်ကိုလည်းမြင်တွေ့ခဲ့ရပါတယ်။အက်ဖရဘွန်လူစားလဲဝင်လာချိန်မှာမာစကာပေးလိုက်တဲ့နှုတ်ဆော်လေးပဲဖြစ်ပါတယ်။ဒုတိယပိုင်းကတော့လိုအပ်တဲ့လူစားလဲမှုတွေကိုအဆက်မပြတ်လုံဆောင်ခဲ့ပါတယ်။ဒီချက်ကပဲကျွန်တော်ချက်သေးအသင်းကိုအနိုင်ရလန့်စီကိုခေါ်ဆောင်သွားပေးခဲ့တယ်လို့မြင်မိပါတယ်။လူစားလဲပြီးဝင်လာခဲ့တဲ့အက်ဖရဘွန်ရဲ့တောင်းငံပေါ်ကနေပဲ Reef Chain အတွက်အတွင်းကိုတကူဖြစ်ပေါ်စေခဲ့ပါတယ်။ပွဲတိုင်းနေခဲ့ယူရတဲ့ကျွန်တော်ရဲ့ချက်သေးရဲ့ထုံးစံကလည်းဒီဘက်မှာမပြောင်းဆုံးသေးပါဘူး။မာလိုဂက်ဖ်တိုက နှစ်ဝါတနေထိခဲ့ပါသေးတယ်။ဒီတော့ကျွန်တော် Chelsea ကတော့ပွဲစဉ်တိုင်းမှာအနီးကပ်ယူနေရပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်အဆုံးသတ်ကတော့လှပခဲ့ပါတယ်။ Premier League နိုင်ပွဲတစ်ပွဲသာရှိသေးတယ်။ Nottingham Forest အသင်းကိုကျွန်တော်ချင်းသေးပြရဲဂိုးပြတ်ဆုံးမခဲ့ပါတယ်။အနိုင်သုံးမှတ်ဂို3စီးနဲ့အိတ်ကတ်တွေကိုထည့်ခဲ့တဲ့ပွဲစဉ်ကတော့ပြောစရာကောင်းခဲ့ပါတယ်။ခုလိုမျိုးဆုံးထိကြီးစုသွားပေးတဲ့ကြောင့်ရှင်းစရာလည်းကျေးဇူးတင်ပါတယ်။ Chelsea အသင်းနဲ့ပတ်သက်တဲ့အကြောင်းအရအများအားဖြင့်တင်ဆက်ပေးနေတဲ့ Sport Go Like and Follow လေးလောက်ခဲ့ဖို့ပြောချင်ပါတယ်။